တတမီမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တီတီစုကတတမီမီလေးတို့အတွက်တိခုတ်သမားနဲ့မော်အိုးဆိုတဲ့ပုံပြင်လေးကိုပြောပြပေးသွားမှာပါရှင်။တခါတော့ငါဆင်းရဲပင်မဲ့အလုံကျိုးစားတဲ့တိခုတ်သမားတယောက်ဟာ သူ့ကြောမှာပစိန်တလက်လွယ်ထားပြီးတော်ရဲကနေအိမ်ကိုလမ်းလျှောက်ပြန်လာခဲ့ပါတယ်။ ရုတ်တရက်ကျင်းနဲ့လှုပ်ထားတဲ့အိုးဟောင်းကြီးတစ်လုံးကိုလမ်းဘေးမှာမမျောလင့်မဲတွေ့လိုက်ရပါတယ်။အိုးဟာသူမြင်တွေ့ဘူးသမျှတွေထဲမှာအကြီးဆုံးဖြစ်နေတာပေါ့။အိုးဟောင်းကြီးတစ်လုံးမှာလာလို့သူကရေရွတ်ပြောဆိုလိုက်ပါတယ်။ပြီးတော့သူကဒီအိုးကိုအိမ်ယူသွားရင်ရေဘဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်တစ်ခုခုတော့ထဲလို့ရမှာပဲလို့ဘာပဲဖြစ်ဖြစ်အိုးတစ်လုံးရတာအမြတ်ပဲဆိုပြီး သူက သူ့ဘာသာသူပြောပြီးအိုးကိုမကြည့်လိုက်ပါတယ်။ ဒါပေမဲ့အိုးကအလွန်လေးနေတော့မလိုမရဘူးဖြစ်နေပါတယ်။ဒါဆိုရင်ငါဒီအိုးကိုအိမ်ကိုဘလို့တည်သွားရပါမလဲ။မတည်နိုင်တော့အောင်လေးလိုက်တာ။အော်နေုံငါသိပြီ။သူ့ဘာသာသူ ပြောဆိုနေပါတယ်။သူက ပခုံးကကျိုးကိုဖြေးလိုက်ပြီးသူ့ရဲ့ပစိန်ကိုအိုးရဲကိုပြစ်ချလိုက်ပါတယ်။အဲဒီနောက်အိုးလက်ကင်တစုံကိုကျိုးတစ်ဖက်နဲ့ချီကြံတစ်ဖက်ကို သူ့ခါမှချီလိုက်ပါတယ်။ အဲဒီနောက်သူဟာကိုယူကာယာနဲ့အိုးကိုခက်ခက်ခဲခဲတရွတ်တိုက်ဆွဲပြီးသူ့အိမ်လေးရှိရာလမ်းလေးအတိုင်းရှောက်လာခဲ့ပါတယ်။တိခုတ်သမားရဲ့ဇနီးဟာအိုးကိုမြင်တော့အလွန်ပဲပျော်ရွှင်သွားပါတယ်။ကံကောင်းတဲ့နေ့တစ်နေ့ပဲလားယောက်ျားရဲ့ရှင်ဟာအံ့ဩပဲအိုးဟောင်းကြီးနဲ့ပစိန်တချောင်းကိုပါ တွေ့ခဲ့တာဗောလို့ပြောဆိုလိုက်ပါတယ်။မဟုတ်သေးပါဘူးမိန်းမရဲ့ငါကဒီအိုးကိုပဲတွေ့တာပါ။ ပတ်စိန်ကအရင်တည်းကရှိတာပါလို့တစ်ခုတ်သမားကပြောလိုက်ပါတယ်။ဒါပေမဲ့အိုးထဲမှာပတ်စိန်နှချောင်းတောင်ရှိနေတာပဲလေလို့တစ်ခုတ်သမားရဲ့ဇနီးကပြောရင်အိုးကိုလက်ညှိုးထိုးပြလိုက်ပါတယ်။တစ်ခုတ်သမားဟာအိုးအတွင်းထဲကိုကြည့်လိုက်တဲ့အခါဗဇက်အဟောင်းသားဖြစ်သွားပါတော့တယ်။အရွယ်အစားတူပုံစံတူပတ်စိန်နှချောင်းဟာဘေးချင်းရှင်လျက်ရှိနေပါတယ်။ တစ်ခုတ်သမားဟာပတ်စိန်တွေကိုယူဖို့အိုးတွေကိုငုံလိုက်တဲ့အခါသူ့ခေါင်းပေါ်ကကောင်ရိုးအုတ်ထုပ်ဟာအိုးတွေကိုကျသွားပါတယ်။အခုတော့ပတ်စိန်တွေရဲ့အနီးမှာ အုတ်ထုပ်နှလုံးရှိလို့နေပါတယ်။ရှင်မကြီးအိုးကသရေချောက်နေပြီဟာလို့တစ်ခုတ်သမားကတအံတအောနဲ့ပြောလိုက်ပါတယ်။အိုးဒါမော်တကိုးရှိနေတဲ့အိုးပဲလို့သူ့ဇနီးကပျော်ရွှင်စွာပြောလိုက်ပါတယ်။ ကျမတို့ဒီနေ့ညစာကိုအိုးရဲကိုထည့်ပြီးဘာဖြစ်လာမလဲစမ်းကြည့်ရအောင်လို့ပြောပြီးညစာကိုအိုးရဲထည့်လိုက်ပါတယ်။အဲ့ဒီခါမှာညစာတစ်ခုဟာနှစ်ခုဖြစ်လာပါတယ်။အဲ့ဒီနောက်တိခုံသမားရဲ့ဇနီးဟာ လောဘတွေတက်လာပြီးစင်ပေါ်မှာရှိတဲ့အိုးရဲကကျမတို့စုထားတဲ့ငွေတွေကိုသွားယူလိုက်သူ့ယောက်ျားကို ပြောဆိုလိုက်ပါတယ်။သူတို့ပင်ပင်ပန်းပန်းအလုံးလုံးပြီးစူဆောင်းထားတဲ့ဒင်းကားပြလက်တဆုပ်ဟာနှစ်ဆဖြစ်သွားပါတယ် ဒါမော်တကိုးပဲလို့တိခုတ်သမားကအော်ပြောလိုက်ပါတယ်။အဲဒီနောက်သူကငါတို့နောက်တစ်ခါဘာတွေထည့်ကြည့်မလဲလို့ပြောလိုက်ပါတယ်။ပတ်စံတွေပေါ့ရှင်လို့တိခုတ်သမားရဲ့ဇတိကပြောလိုက်ပြန်ပါတယ်။ကျမတို့တွေအခွင့်အရေးရနေတော့ချမ်းချမ်းသာသာနေရအောင်တော့လို့သူကထပ်ပြီးပြောဆိုလိုက်ပါတယ်။သူတို့ကလောဘတကြီးနဲ့ငွေတင်းကားပြားတွေကိုအိုးရဲကို တခါပြီးတခါထည့်နေပါဗျ။ ငွေပမာဏတွေဟာအချိန်တိုင်းမှာနှစ်ဆစီတက်လာပါတယ်။အချိန်တော်ကြသွားတဲ့အခါသူတို့ပိုင်ဆိုင်တဲ့ကရာအိုဒဲအိုချင်းနောင်တစ်တာနဲ့ဗီဒိုတွေထဲမှာပတ်စံတွေနဲ့ပြည့်သွားခဲ့ပါတယ်။အဲဒီနောက်တစ်ခုတ်သမားကမိမကြီးငါတို့တော့အိမ်ကောင်းကောင်းတစ်လုံးဟင်းသီးဟင်းရွက်တွေနဲ့စိမ့်ဆုံနေတဲ့ဥယျာဉ်ကြီးတစ်ခုကိုတိဆောက်နိုင်ပြီးကွာအခုကစပြီးငါတို့တွေအလုပ်ကိုပင်ပင်မမ်းမမ်းလုပ်เสียမလို့တော့ဘူး။ ငါတော့အယမ်းပြော်လို့ကတော့မယ်ကွာလို့တိခုတ်သမားကပြောလိုက်ပါတယ်။အဲဒီနောက်တိခုတ်သမားဟာသူ့ဇနီးရဲ့ခါကိုဖတ်ပြီးအိတ်ခမ်းချင်းချင်းလေးထဲမှာလှဲ့ပတ်ကနေပါတော့တယ်။အဲ့လိုကနေရင်းနဲ့ရုတ်တရက်တိခုတ်သမားဟာငွေဒင်းများတွေပေါ်ခြေထောက်နဲ့နင်းမိပြီးဟန်ချက်ပြတ်သွားကအမှတ်မထင် သူ့ဇနီးကိုအိုရဲတွန်းချလိုက်တယ်လို့ဖြစ်သွားပါတယ်။ ချက်ချင်းပဲသူက သူ့ဇနီးကိုအိုးထဲကနေပြန်ဆွဲထုတ်ဖို့စူးစမ်းလိုက်ပင်မဲ့အလွန်နောက်ကျသွားပြီဖြစ်ပါတယ်။အခုတော့တိခုတ်သမားမှာဇနီးမယားနှစ်ယောက်ရှိသွားပြီဖြစ်ပါတယ်။အမျိုးသမီးနှစ်ယောက်စလုံးဟာအိုးထဲကနေထွက်လာကြပြီးတဦးကိုတဦးအနီးကပ်ကြီးလိုက်ကြပါတယ်။သူတို့နှစ်ယောက်စလုံးဘလို့မှ ခွဲခြားလို့မရအောင် တူနေပါတော့တယ်။ငါဘာတွေလုံးမိပါလိမ့်လို့တိခုတ်သမားကအော်ပြောလိုက်ပါတယ်။ ယောက်ျားတစ်ယောက်ကတပြိုင်နက်တည်းမိန်းမနှစ်ယောက်နဲ့အတူနေလို့ရပါမလားလို့သူကပြောလိုက်ပြန်ပါတယ်။ကျမအိမ်မှာတော့မရဘူးလို့ဇနီးတစ်ယောက်ကပြောပါတယ်။ကျမအိမ်မှာလည်းမရဘူးလို့နောက်ဇနီးတစ်ယောက်ကပြောပြန်ပါတယ်။သူတို့ဟာ အတန်ကြာငင်းခုန်နေကြပြီးတဲ့နောက်တစ်ခုခုကိုစဉ်းစားမိသွားပြီးငင်းခုန်တာကိုရပ်လိုက်ကြပါတယ်။အမျိုးသမီးနှစ်ယောက်စလုံးကပြုံးလိုက်တယ်။ပြီးတော့သူတို့ကအမတ်မထင်တိခုတ်သမားရဲ့လက်ကိုဆွဲက ိုးရဲကိုပြစ်ချလိုက်ပါတယ်။အဲဒီနောက်တော့အိုးရဲကနေသစ်ခုံသမားနှစ်ယောက်ထွက်လာပါတယ်။သူတို့နှစ်ယောက်စလုံးကလည်းအလွန်တူနေကြပါတယ်။အမျိုးသားနှစ်ယောက်စလုံးဟာတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မိသားစုနှစုဟာတအိမ်ထဲအတူနေလို့ဖြစ်နိုင်ပါမလားလို့ဗျိုင်းတူမေးလိုက်ပါတယ်။ကျမတော့မရဘူးလို့ဇနီးတယောက်ကပြောပြန်ပါတယ်။ကျမလည်းမရဘူးလို့နောက်ဇနီးတယောက်ကပြောပါတယ်။အဲဒီနောက်တော့တိခုံသမားနှစ်ယောက်ဟာ သူတို့ဘဝတွေကိုရှုပ်ထွေးသွားအောင်လုပ်တဲ့မော်အိုးကိုဒုတ်တွေနဲ့ရိုက်ခွဲလိုက်ကြပါတယ်။ဒီလိုနဲ့တိခုတ်သမားဇနီးမောင်နှံတွေဟာပစ္စည်းဥစ္စာတွေနဲ့ငွေကြေးတွေကိုညီတူညီမျှတဝက်စီခွဲယူပြီးတဲ့နောက်မှာတင့်တယ်လာပါတယ်အင်ကြီးတစ်လုံးစီကိုတိဆောက်လိုက်ကြပါတယ်အဲ့ဒီအိမ်နှလုံးဟာလည်းဘေးချင်းကပ်ဖြစ်နေပြီးအင်ချံဝင်းတကားတွေကိုတော့အမြဲတမ်းပိတ်ထားကြပါတယ်အเจ้าကတော့တိခုတ်သမားတွေနဲ့သူတို့ရဲ့ဇနီးမယားတွေဟာ တယောက်နဲ့တယောက်မှားယွင်းပြောဆိုဆက်ဆံမိကြမှာဆိုတာကြောင့်ပါပဲသူတို့ဟာတယောက်ကိုတယောက်ဘာလုပ်နေတယ်ဘယ်သွားနေတယ်ဆိုတာကိုအမြဲတမ်းစောင့်ကြည့်နေကြပြီးစိုးရင်တော့ကတွေနဲ့ရှင်သန်နေထိုင်သွားခဲ့ကြပါတယ်ရွာသားတွေကရွာခံသစ်ခုတ်သမားနဲ့သူ့ရဲ့ဇနီးမသူတို့နဲ့ချွတ်ဆွတူတဲ့ဆွေမျိုးဇနီးမောင်နှံတွေလည်းရှိနေတယ်လို့ပြောဆိုကြပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေ တကယ်တော့တိတ်ခုတ်သမားဇနီးမောင်နှံဟာကံကောင်းစွာနဲ့မော်အိုးကိုရခဲ့ကြပေမဲ့သူတို့ဟာလောဘတွေတက်လာတာကြောင့်ဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ဒီပုံမြင်ကနေကလေးတို့ကိုဘာသင်ခန်းစာပေးတယ်လဲဆိုရင်လောဘကြောင့်အမားယွန်းယွန်းတွေ ဖြစ်သွားနိုင်ပြီးငွေကြေးပတ်စံချမ်းသာတာနဲ့စိတ်ချမ်းသာပျော်ရွှင်မှုကိုမရနိုင်ဘူးဆိုတဲ့သင်ခန်းစာပေးပါတယ်။ လေးတို့လည်းဒီပုံမြင်လေးကို ကြည့်ရှုနားထောင်ပြီးတိခုံသမားလင်မယားလို့မဖြစ်အောင်သင်ခန်းစာယူနိုင်ကြပါစီကွယ်။နောက်နေ့တွေမှာလည်းတသားမိမိလေးတို့အတွက် ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့ဒီဒီစုရဲ့ Storybook for Baby TikTok Channel လေးကို Follow လုပ်ပြီး YouTube Channel ကခေါင်းနောင်လေးလေးနှိပ်ထားပေးကြပါဦးနော်။